မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလာပေရာညွှန်းမှုစီဌာနကနေမေလ17ရက်ဒီကနေ့နဲ့9ရက်ချင်းထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင် ပင်လယ်ပင်လယ်အော်မြောက်ပိုင်းတွင်တိမ်နေငယ်ဖြစ်ထိုးနေပြီးကပလီပင်လယ်ပြင်နှင့်ကျမင်္ဂလာပင်လယ်အော်တို့တွင်တိမ်သိမ်းတင်မာတင်ထူထပ်နေပါသည်ဒီကနေ့ညနေဒီခမ်းမချက်ကတော့မန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာအနှံ့အပြားရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာစိစိနေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကချင်ပြည်နယ်ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကျကျဲ ကျန်တိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာကွက်ကြောင့်မှုထေဆုံးရပြီးမန္တလေးတိုင်းဒေသကြီးနယ်တနင်္သာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်ရေမှုကြီးနိုင်ပါသည်။ရွာရံတို့ပြည်ဖြစ်ပါသည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များပြင်းထန်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထေချုံခြင်း၊မိုးကြိုပြစ်ခြင်း၊လျှက်စီးလက်ခြင်း င်းနဲ့မိုဒီကျွေးချင်းစားတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်တွင်လှိုင်းတင်တင်ရှိပါမည်။လှိုင်းမြမမြမကန်ရန်တရှောင်းနှင့်ကန်လွန်ပင်လယ်ပြင်တို့တွင်ငါးပေမှရှိပေကရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်ချက်ကတော့အနောက်တောင်ဘုံတုံးလေးဟာမြမနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါသည်။ နေပြည်တော်နဲ့ရန်ကုန်မြို့အနီးတစ်ဝိုက်အတွက်ထိခင်းညနေတိခံမှန်းချက်ကတော့တရင်သိရင်တွေဖြစ်ထုံးပြီးမိုးထေချုံရည်နေရာကွက်ကြားမှုရပါမယ်။ရွာရလုံးပြည်ဖြစ်ပါတယ်။မလင်းမျိုးနဲ့အနီးတဝိုက်အတွက်ဒီညနေတိခမ်းမဲ့ချက်ကတော့မိုးအသင်အတီထေချုံရပြီးတခါတည်းရန်မိုးသေးနိုင်ပါလေရွာရန်တို့ပြည်ဖြစ်ပါရဲ့ရှင်